ားလုံးပဲမင်္ဂလာပါဗျာပထမလောကချင်းမန် YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညမှာကျွန်တော်တင်ဆက်ပေးဖို့ကျွေးရှိထားတဲ့ဆက်လံကောင်းလေးကတော့ညဝတီမျိုးချောင်းဆုံဆူတဲ့နေရာကအခုရက်ပိုင်းလူပြောအများဆုံးနဲ့အလျှောက်ရှားဆုံးနေရာဖြစ်လာခဲ့ပါပြီချောင်းဆုံဆူတဲ့နမကြီးအတိုင်းရေစီးချောင်းတစ်ခုဆုံတဲ့နေရာဖြစ်တယ်လို့ပြရလောက အယူအဆအရာကလည်းနန်းစုံမြစ်စုံဆိုတာဝိငီတွေစုဝေးရာအဆအရှောက်တွေကြမ်းတက်ရာနေရာလို့စူစမပြုကြပါတယ်ဒီနေရာမှာလူငယ်၄ယောက်စလုံးတပြိုင်နက်တည်းပျောက်ဆုံးသွားပြီးတင်းရက်တတိုင်အဆအနမတွေ့ရတဲ့ဖြစ်ရမှန်ကို အရှိခံထားတဲ့ချောင်းစုံကနှုတ်ယူသွားတော့ဝိညာဉ်လေးခုဆက်လန်းကိုရေးသားတင်ဆက်ပေးလိုက်ပါတယ်။ချောင်းစုံက နှုတ်ယူသွားတော့ဝိညာဉ်လေးခုဒါရလာပါတဲ့ညနေခင်းတစ်ခုမှာလူငယ်၄ယောက်ဟာနှုတ်ရီမျိုးရဲ့နမေကျော်ချောင်းစုံနေရာကိုအပန်းဖြေဖို့ရှောက်ရှိလာခဲ့ကြတယ်။ဒီနေရာကထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ရဲ့အလားပါဆုံးချုခင်းတွေထဲကအခုဖြစ်ပေမဲ့ရေစီးကြောင်းတစ်ခုတိုက်စားပြီးဝဲကရက်တွေထူပြောတဲ့ အိမ်မင်းတမန်နေရဆိုတာကိုတော့သူတို့တတိမထားမိခဲ့ကြဘူးသူတို့လေးယောက်ခြေထဲစင်းကစားနေတော့အစအပိုင်းမှာအရာအားလုံးကပုံမှန်ပါပဲဒါပေမဲ့မျက်စိတမိတ်အသွင်းမှာပဲချောင်းဆောင်ရဲ့ရေစီးကပြောင်းလဲသွားတယ်ဒေရခန်တွေပြောစကားအရာချောင်းဆောင်မှာခြေတွေကအပေါ်ချိန်ငိမ့်ပေမဲ့အောက်ရှင်မှာလဲ့နေတာလို့ဆိုတယ်ရုတ်တရက်ဆိုတယ်လို့ပဲ တယောက်ကစပြီးနှိမ့်မွန်းသွားတယ်။ကျန်တဲ့တကယ်ချင်းတွေကကယ်ဖို့ကြိုးစားရင်း၄ယောက်စလုံးကိုမမြင်ရတဲ့လက်မဲကြီးတစ်ခုကခြေအောက်ကိုတရချင်းဆွဲနေလိုက်တယ်လို့မျိုးတပြိုင်နက်တည်းပျောက်ွယ်သွားခဲ့ကြတယ်။အော်ဒန်တောင်မချလိုက်ရဘူးခြေပြင်ကချက်ချင်းပြင်ကိန်တက်သွားတယ်။ဒီဖြစ်ရရဲ့အဆိုးအဝါဆုံးနဲ့အထူးဆန်းဆုံးအချက်ကတော့ပျောက်ဆုံးချိန်ပါပဲ။ပုံမှန်အားဖြင့် ရှင်နှစ်သူတယောက်ဟာ24နှစ်ကနေ3ရက်အတွင်းရေပေါ်ပြန်ပေါ်လာစမြဲပါခန္ဓာကိုယ်ထဲကပတိရိယာတို့ကြောင့်တံငွေဖြစ်ပြီးရေပေါ်ကိုတွင်းတည်လေးရှိပါတယ်ဒါပေမဲ့ဒီလူငယ်၄ယောက်ကတော့ပထမရက်ဆိုရှားမတွေ့ဘူးဒုတိယလည်းအရေးအယောင်မရှိဘူးတတိယရက်မိသားစုတွေယူမတက်ဖြစ်ကုန်ကြပြီ၄ရက်မြောက်ဒီနေ့ထိရှင်ငုတ်ဓမ္မတွေ ကျယ်ဆယ်ရေးသမားတွေကကိမိကရိယာတွေနဲ့ချောင်းဆောင်တဝိုက်ကိုဆက်ရှိလက်ရှိရှာဖွေပေမဲ့အေးရောက်စလုံးရဲ့ရုပ်အလောင်းတစ်ခုမှပုံမလာသေးပါဘူး။ဒါဟာတဘောတရားဖြစ်စဉ်တစ်ခုတည်းကျော်လွန်နေပြီလို့လူတွေကစတင်ပြောဆိုလာကြတယ်။ချောင်းဆောင်ကဒေသခံတက်ကြီးဝါကြီးတွေနဲ့ပြရလောကကျွမ်းကျင်သူတွေကတော့ဒီဖြစ်ရအပေါ်ကြောင်မဲ့ဖွယ်တုံးသက်ချက်တွေရှိနေကြတယ်။ အဖို့လူချင်းလို့ခေါ်တာလားရှေ့လူကြီးတွေက ပြောဘူးတယ်ချောင်းဆောင်လိုနေရာမျိုးမှာနေတဲ့ခြေဘလူးရေဆောင်နဲ့တွေကတယောက်တည်းခေါ်ရတာအာမရရင်အုပ်စုလိုက်ဝါမျိုးတက်တယ်တဲ့လင်းရောက်စလုံးကိုတပြိုင်နက်တည်းယူသွားတာဟာသူတို့ရဲ့အလိုပြည့်သွားလို့ဖြစ်နိုင်တယ်လင်းရကြတဲ့အထိမပေါ်လာတာကခြေအောက်ကတစ်တုံးတွေကြောက်ဆောင်တွေချမ်းမှာညက်နေတာဖြစ်နိုင်တယ်လို့ ပြဏလောကအယူအဆအရာတန်တုတ်ထားသလို မမတ်ရက်ပြီးချုပ်ထားခံရတာလို့လဲယုံကြည်ကြတယ်။ဝိညာဉ်တွေကဥက္ကဏ္ဍကိုပြန်ယူခြင်းပေမဲ့အဆောင်အလျှောက်ကလွတ်မပေးသေးတာမျိုးပေါ့။ညာဘက်တွင်မှာချောင်းစုံကန်းနာကကက်သွားရင်လေတိုးတန်တလို့လူငိုတန်လူလူကြားရတယ်လို့ဆိုသူတွေရှိလာတယ်။ခြေပြင်ကလည်းညာဘက်ဆိုပို့ပြီးမဲမောင်နေပြီး ကြောက်စရာကောင်းလာတယ်။လျေမြောင်နေမှာတော့မိသားစုဝင်တွေဟာတိတ်ပန်နေကြရှာဖွေမှုအပြင်လောကီအစဉ်အယိတွေကိုပါ အားကိုးလာကြတော့တယ်။ဆရာသမားတွေကကမ်းနားမှာပွဲထိုးပြီး အရှင်တို့လူရှင်တာကြပါပြီ။ခန္ဓာကိုယ်တွေကိုတော့မိမတွေရှင်ခွင်ပြန်ချက်ပေးလိုက်ပါ။ပြန်လွတ်ပေးလိုက်ပါလို့တောင်းပန်နေကြရတယ်။အချို့ကလည်းပြောကြတယ် သူတို့လေးယောက်စလုံးရင်အောက်မှာရှိနေတုံးပဲဝေဝေမလျှောက်နိုင်ပါဘူးမျက်စိကွယ်ထားလို့ခြာမတွေ့တာတဲ့အခုစာရင်းနေတဲ့အချိန်ထိမျက်ဝတီချောင်းဆောင်ကရေစီးတံကလွှဲရင်ဘာတမ်းမှမကြားရသေးပါဘူးလူငယ်လေးယောက်ရဲ့ကံကြမ္မာဟာရေအောက်ကဘာမှာပိတ်မိနေစေပါဤဖြစ်ရကကျွန်တော်တို့ကိုတတိပေးနေတာတခုရှိပါတယ်သဘောတရားဆိုတာလှပတဲ့လောက်ချက်ဆက်တတ်တယ်လို့ ျွန်တော်တို့မမြင်နိုင်တဲ့ချောင်းစုံတို့နေရာမျိုးတွေမှာလူအတိငန်နဲ့လက်လန်းမမီတဲ့အဆောက်အရှောက်အသားအစီးတွေရှိနေတတ်တယ်ဆိုတာပါပဲမိသားစုနဲ့ချက်တူအထူးဝန်းနေရပါတယ်လေးရကျော်သွားပြီဆိုတော့မကြာခင်ရုပ်အလောင်းတွေပြန်ပေါ်လာဖို့မျှော်လင့်ကြပါမယ်ဒီဖြစ်ရက်နဲ့ပတ်သက်ပြီးဒေသခံတွေပြောဆိုနေကြတဲ့တခြားထူးဆန်းတဲ့အယူအဆလေးတွေရှိရင်လည်း ခွန်မန်းအောင်မှာဆက်ပြီးတော့ပြောပြနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဆက်လန်းလေးကိုခြေသားတင်ဆက်သူတက်အောင်စင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာတကယ်လို့ဒီဆက်လန်းလေးကိုကြိုက်နေတက်ခင်မဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အသစ်တင်တိုင်းတရားဖို့ပေးနာက notification လေးကိုနှိပ်ပြီးအားပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗျာနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ